ဆန်ဒလန်နိုင်ပွဲကြောင့်သက်ဆက်ခဲ့တဲ့ Emory United မှာဆက်ရှိအောင်ပါလားအလုံးမဲ့မင်္ဂလာပါများမန်ချက်စတာဖူတဘောဆောင်ရီတင်ဆက်နေပါပြီ Emory ကိုရော United ကစားမားတွေကတင်သွားခဲ့ပါပြီမေဆန်မောင်းဘင်မင်ရှက်ကိုနဲ့လော်မန်စတိုကကတင်သွားရီလို့ပြောရင်ပိုပရမှန်ပါလိမ့်မယ်ဖီးယားတွေဝင်နေတဲ့ Manchester United အသင်းဟာဆန်ဒလန်အသင်းကိုအင်ကွင်းမှာလက်ခံကစားခဲ့ပြီးတော့နှစ်ဂိုးပြန့်နိုင်ပွဲရယူသွားနိုင်ခဲ့တာပါမေဆန်မောင်းရှက်ကိုရဲ့အတွင်းဂိုးတွေကအသင်းနိုင်ပွဲကိုအဓိကပုံဖော်ပေးခဲ့တယ်လို့ ကိုသမားအစ်စ်လော်မန့်စ်ကလည်းပွဲဥတက်မှာကောင်းမွန်တဲ့လက်စွမ်းတွေကိုပြသတာနိုင်ခဲ့ပါတယ်။ဒီဝက်မတိုင်ခင်ကတော့အမော်ရင်ရဲ့ထိုင်းကုံနီယာကအတော်လေးကိုလှုပ်ခတ်နေခဲ့တာပါ။အမော်ရင်ကဒီအားဒီမှာခရာဘွန်ဖလားကနေစောစောစီစီပဲထွက်ခွာခဲ့ရတယ်လို့ပရီးမီးယားလိမှာလည်းရှုံးပွဲတွေများနေခဲ့တာဖြစ်ပါတယ်။အရာရှောက်မလို့ United ဘက်ကအမော်ရင်ကိုထုတ်ပြန်မယ်ဆိုတဲ့သတင်းတွေကကြေကြေလောင်လောင်ပဲထွက်ပေါ်လာခဲ့တာပါ။အမရင်းကပရီးမီးယားလိမှာစာပြီးတောင်းယူကြတဲ့ကနိုင်ပွဲရခိုင်နှုန်းနဲ့တွက်ရင်အတော်လေးနေပါပါတယ် အမရီရဲ့3-5နှစ်ကစားဟန်ကလည်းပရီးမီးယားလိမှာဒေါ်လီယုံကန်ရီယာလိုကစားမရီရဲ့အကောင်းဆုံးခြေစွမ်းကိုလည်းပျောက်ဆုံးစေခဲ့တာပါ။ဒါပေမဲ့အဲဒီနိုင်ပွဲကြောင့်အမရီပေါ်ပရိသတ်အချို့နဲ့ဘုတ်ဖွဲရဲ့အမြင်ကတမျိုးပြောင်းလဲသွားခဲ့ပါရီ။အစားကလေးကအမရီကိုထောက်ခံနေကြတဲ့ United ရဲ့ဘုတ်ဖွဲကနိုင်ပွဲပြန်ရသွားတဲ့အတွက်အမရီကိုအသင်းမှာပဲဆက်လက်ထားရှိဖို့အလားအလာများသွားပါပြီ။ဒီနိုင်ပွဲကအမရီရဲ့ United နီးပြပွားကိုအသက်ဆက်စေနိုင်မယ့်နိုင်ပွဲလို့ပြောရမှာပါ။ဒါကြောင့်အမရီကို United ရဲ့နီးပြအဖြစ်ဆက်လက်မြင်တွေ့ရဖို့ ရာခိုင်နှုန်းများနေပြီးထုတ်ပေးဖို့အလားလာတော့မတွေ့မြင်ရသေးပါဘူး။ဒီနေ့တင်ဆက်မှုကတော့ဒီလောက်ပါပဲ။နောက်ဆုံးရအားကစားသတင်းတွေအပြောင်းရွှေ့သတင်းတွေစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးမှာမလို့ page ကို like and follow လုပ်ပြီးတော့ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကုန်းချုပ်ပါရမြ။